YWD online media ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ရှိုးကန်ဒမတ်စကို2025-2026ပညာသင်နဲ့ပတ်စဉ်25ဖွင့်နှင်းတင်ကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးလှိုင်သာမြို့နယ်ရှိစတ္ထတိပိတကရှိုးကန်ပရိယတိစာသင်တိုင်းရှိုကန်ဒမစကူကျောင်းတော်မှာ2025-2026ပညာသင်နှင့်အပတ်စဉ်25သင်တန်းကို နိုဝင်ဘာလ23ရက်နေ့ကဖွင့်လှစ်တင်ကြားပေးခဲ့ပါတယ်။အဆိုပါဓမ္မစကူးကျောင်းတော်မှာကလေးများလိမ္မာရင်ကြီးလာစေဖို့အတွက်ဗုဒ္ဓတရားတော်များကိုသင်ကြားပေးနေပြီး KG တန်းအနေနဲ့ Grade 8ထိကျောင်းသားကျောင်းသူ104ဦးတက်ရောက်သင်ကြားရလို့သိရပါတယ်။ရွှေဥက္ကံဓမ္မစကူးအပတ်စဉ်25သင်တန်းမှာဆရာမများက ကလေးငယ်များအတိညာဘဟုတုတာကြော်ဝလာစေဖို့နဲ့လိမ္မာရင်ကြီးလာစေဖို့အတွက်ဗုဒ္ဓဝင်ဇဏိပတ်တော်များဖျားစာများကိုသင်ကြားပေးရလို့သိရပါတယ်။အဆိုပါသင်တန်းကိုမနက်၈နာရီကနေ၁၇နာရီထိပတ်စဉ်တနင်္ဂနွေနေ့တိုင်းသင်ကြားပေးတာဖြစ်ပြီးတက်ရောက်လာတဲ့ကျောင်းသားကျောင်းသူများကိုအစာပြေမှုများနဲ့နေ့လယ်စာကျွေးမွေးတဲ့အပြင်စာရေးကိရိယာများကိုလည်းဝေငှတယ်လို့သိရပါတယ်။ ရှိုးကန်ဓမ္မစကူးကိုမျိုးဆက်သစ်လူငယ်လူရွယ်ចောင်းသားចောင်းသူများအားစိတ်ကောင်းစိတ်မြတ်ပညာဉာဏ်စွမ်းတို့ကိုတို့ရမြင့်ပေးရန်အတွက်ရည်ရွယ်ဖွင့်လှစ်တာဖြစ်ပြီးသူတော်များဖြစ်လာအောင်ပညာကို အားပေးရမှာဖြစ်သလိုလူကောင်းတွေဖြစ်လာဖို့အတွက်ဘာသာရေးအသည့်များကိုလည်းသွတ်သွင်းမျှဝေပေးရမယ်ဆိုတဲ့တန်ဋိဌာန်နဲ့2016ခုနှစ်မေလ1ရက်နေ့တနင်္ဂနွေနေ့မှာအနုခအသင်းရဲ့ပံ့ပိုးမှုနဲ့ ရှိုးအုပ်ကဓမ္မစကူးကော်မတီကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဆိုပါရှိုးအုပ်ကဓမ္မစကူးကိုအရှင်ဩသက်တာမြတ်တာအလင်းအောင်ဆရာတော်ကဥဆောင်ဖွင့်လှစ်တာဖြစ်ပြီးဆရာတော်ရဲ့လက်ရှိဆောင်ရွက်နေတဲ့တာနာပြုလုပ်ငန်းများမှာစတာတိပိတကရှိုးအုပ်ကပရိယတိစာတန်တိုင်းစီမံအုပ်ချုပ်ရေးနာရကဆရာတော်မြတ်တာနှုတ်ကဟာလူမှုကူညီရေးပရာဟိတအသင်ဥဆောင်ဆရာတော်ရွှေဥက္ကံဓမ္မစကူနဲ့ရေဥက္ကံဖုံးတော်ဤတင်ပညာရေးကျောင်းတာဝန်ခံဆရာတော် မနက်ငယ်လုံးဆိုင်ရာတုတ္တဆောင်လင်းဗုဒ္ဓဝင်အဖွဲ့ဘဟုရုံးအဖွဲ့မူတာဝန်များကိုဆောင်ရွက်ရင်သာသနာပြုလုပ်ငန်းများနဲ့ပရာဟိတလုပ်ငန်းများကိုဆောင်ရွက်နေတယ်လို့သိရှိရပါတယ်ရှင်။